ယူနိုက်တက်နဲ့ဖလားလက်မဲ့ချာတီကိုပေါ်တူဂီအသင်းနဲ့ဖလားကာညာပြီးအဆုံးသတ်ခဲ့တဲ့ဘူနိုနဲ့ထားလို့မန်ချက်စတာယူနိုက်တက်တင်ကတော့ဒီယာဒီမှာစူဖလားလက်မဲ့ချာတီတခုနဲ့ပြီးဆုံးခဲ့ရပါတယ်။တည်နေရယူရိုပါလိဘူလူဝဲတီရှုံးပွဲမရှိတက်လန်းထားနိုင်ခဲ့ပေမဲ့ပေါ်တူဝဲမှာတော့စပါအသင်းကိုတကူကူမရှိနဲ့ရှုံးနိုင်ခဲ့ရပါဒါကြောင့် United ဟာဒီအဒီမှာစူဖလားနဲ့ဝေးကွာခဲ့ုံတည်းမကပဲဥရောပပြိုင်ပွဲဝင်ခွင့်နဲ့ပါလွဲချော်ခဲ့တာပါ ယူနိုက်တက်ကစားသမားတွေစူဖလားလက်မဲ့ရာသီဖြစ်ခဲ့ပေမဲ့ဘရူနိုဖာနန်ဒက်စ်နဲ့ဒီယိုဂိုဒါလော့တို့ကတော့နိုင်ငံအသင်းနဲ့အတူစူဖလားကန်ညောင်နိုင်ခဲ့ကြပါတယ်။ဘရူနိုနဲ့ဒါလော့တို့ဟာပေါ်တူဂီအသင်းနဲ့အတူ UEFA Nation League Champion စူဖလားကိုရရှိသွားခဲ့ကြပါပေါ်တူဂီအသင်းကစပိန်အသင်းနဲ့ဘောလုံးပွဲချင်းအချင်းအနယ်ကစားခဲ့ကြပြီးတော့တဖက်နှစ်ကိုးစီတည်ရည်ကြနေလို့ပင်နယ်တီထိသွားခဲ့ရပါတယ်။ပင်နယ်တီရဲ့အဆုံးဖြတ်မှာတော့ပေါ်တူဂီအသင်းကစပိန်အသင်းကို9-3ခုနဲ့အနိုင်ယူပြီးပိုးဆွဲသွားခဲ့ရပါ။ ဒီအတိမှာဒူနိုနဲ့ဒါလော့တို့က United နဲ့စူပလာမကိုင်းမြောက်လာလို့စိတ်ကက်စရာရာသီတစ်ခုကိုဖျက်တမ်းခဲ့ရပါမယ်။မိခင်ပေါ်တူဂီအသင်းနဲ့အတူစူပလာကိုင်းရပြီးတော့ဒီရာသီကိုအကောင်းဆုံးဆုံးသက်နိုင်ခဲ့ရပါ။